ဒီစဘွားမှာအင်္ဂလိပ်လိုလူတိုင်းကိုလွယ်လွယ်ကူကူပြောဆိုဆက်သက်ဖို့ဆရာတင်ပေးမှာနှစ်ရက်ပါမနေ့ကတရက်တင်ပြီဒီနေ့လည်းတရက်တင်မယ်အဲ့မှာရှိရအသုံးဆုံးလေးတွေကဆိုလို့ရှိရင်ဆောင်းနေရသုံးတဲ့အသုံးဆုံးလေးတွေဖြစ်ပြီးတော့အဲ့ဒါကိုအင်္ဂလိပ်လိုလေးပြောတတ်နေပြီလားဆိုလို့ရှိရင်တော့တော်တော်လေးကိုကောင်းပါတယ်ဒါမှမပြောတတ်သေးဘူးဆိုလို့ရှိရင်တော့လေ့လာတဲ့ ပြောတတ်တယ်ဆိုလို့ရှင်လည်းဆရာပြောတာနဲ့ကိုယ်နဲ့တိုက်ကြည့်ပြီးတော့ကိုယ့်ရဲ့စွမ်းရည်ဘယ်လောက်ရှိလဲဆိုတာကိုပြန်ပြီးတော့ခံမှန်းလို့ရတယ်မတိတဲ့အတုံးတုံးပါလို့ရှင်မှတ်ရမယ်ဆရာမင်းလေးကပြောကလူပဲမှတ်တယ်ဆိုတာခေါင်းထဲမှာမှာမဟုတ်စောင်းဆဲကိုချပြီးတော့မှတ်မယ်ရ60ဆက်ပြီးတဲ့ခါကျလို့ရှင်အင်္ဂလိပ်စာပြီးစွမ်းရည်တွေတိုးတက်လာမယ်သူ့ရှေ့မှာလည်းအင်္ဂလိပ်စာ foundation ကိုဆရာရက်30စီးရီနဲ့ချပေးခဲ့ပြီးဒါ speaking city နောက်နောက်ထပ်ပြီးနောက်ထပ်ကောင်းတဲ့စီးရီတွေလောက်မှဖြစ်တဲ့အတွက်ကြောင့်နေတိုင်းတိကျလေးလိုက်ကြည့်ကြမယ်ဆိုလို့ရှင်ဗာအင်္ဂလိပ်စာကိုကြားလိုက်စာအင်္ဂလိပ်စာဘယ်ဟာစလေးလာမှမသိဘူးဆိုတဲ့အခက်အခဲတွေကိုကျော်လွန်သွားမှာပါဟုတ်ပြီကြည့်လိုက်ပါ ငါပြတင်းပေါ့ဖို့ဖွင့်လိုက်ရင်မင်းစိမ်းနောက်ချက်ဖြစ်မလားအမဖြစ်ပါဘူးလုံးဝပဲဒါမှမဟုတ်လည်းဖြစ်တာပေါ့ငါနည်းနည်းလေးအေးနေလို့ဒါမှမဟုတ်လည်းမင်းရဲ့ဘော့ပေကိုခဏတုံးလို့ရမလားလို့မေးလိုက်ရင်ရတာပေါ့ကြည့်ပါပါစိတ်မကောင်းပါဘူးငါအခုပဲ၎င်းကိုလိုအပ်လို့တော့မင်းရဲ့မိကုန်းရှိမယ်တောင်းဆိုတာရှိမယ်ပေါ့နော်ဖြေရှိမယ်ညင်းတာလည်းရှိမယ်ကြည့်တော့ဒါလေးကိုအင်္ဂလိပ်လိုဘယ်လိုပြောပြဆောင်ဆရာတင်ပြပေးမယ်လောဆယ်တီးပြီးသားဆိုလို့ရှိရင်ဗီဒီယိုလေးကိုခဏရပ်ပြီးတော့ကပောက်အရင်ဆန်းပြီးတော့ပြောကြည့် ောက်ပြီးဆရာရောက်ပြီလို့ပဲယူဆလိုက်တော့မယ်ဒါပြတင်းပေါက်ကိုဖွင့်လိုက်ရှင်ဒါအဓိကမေကွန်ပိုင်းမှုတွေဘူးအဓိကမေကွန်ပိုင်းကမဲဆောက်စိတ်နှောက်ရှာဖြစ်မလားအဲ့တော့ဒီလိုဘယ်လိုရေးရလဲဆိုတော့မှတ်ထားမယ် do you mind မှတ်ထားတော့ do you mind ဒီဘာလဲမေးရလဲမဲစိတ်နှောက်ရှာဖြစ်မလားဒါပြတင်းပေါက်ဖွင့်လိုက်ရှင်မနေ့ကလည်းဆရာပြောထားပြီးသားရင်းဆိုတာနေရဲ့ဟိုအပြောစကားပေါ့နော်ရင်းဆိုတာကိုလှရင်ဆိုဆိုရတဲ့ကြောင့်လှရင်ဆိုတာ if လို့ခေါ်တယ်ဒါပြတင်းပေါက်ဖွင့်တော့ကြာဘယ်လိုခေါ်လဲဆိုတော့ if i open the window you know do you mind if i open the window hey do you mind that me နည်းနည်းအန်နေရများတယ်အာ do you mind if i open the window ဆိုရမေးဖို့ဒီငါပတင်းပေါက်ကိုဖွင့်လို့ရလားလို့မေးရမဟုတ်ဘူးငါပတင်းပေါက်ကိုဖွင့်ရင် စိတ်နှောက်ရှက်ဖြစ်မလားလို့မေးတာအဲ့တော့ကိုကလေသူများဟိုအလွယ်တကူဟိုဘောဟိုသဘောအရမ်းကောင်းပြီးတော့ရတယ်လောက်ပါဆိုပြောချင်တာလည်းအတင် yes လို့ပြောလို့မေးရဘူး do you mind ပါလာတာဟို yes လို့ပြန်လိုက်ချင်းဒီလက္ခဏာမဟုတ်ဘဲနဲ့လက်မခံတာဖြစ်ပါဘူးအဲ့ကြောင့်လေမိကုန်းကလေးကငါပတင်းပေါက်ကိုဖွင့်လို့ရလားလို့မေးတာမဟုတ်ဘူး ါတည်တင်းပေါက်ကိုဖွင့်စိတ်နောက်ချက်ဖြစ်မလားကိုကပြောချတယ်လေ yes ဒါဆိုရင်ရတယ်ဖွင့်လို့ရရဆိုတဲ့အိမ်မှာထွက်သွားပဲနဲ့စိတ်နောက်ချက်ဖြစ်တယ်ဆိုတဲ့အိမ်မှာထွက်သွားတယ်အဲ့တော့အားလေဒီ do you mind ဟိုတစ်ခုလေးကိုမြန်သိစေချင်လို့ဆရာဒီနေ့ပြောပြထားတာ do you mind ပါလာရင်လက်ခံချင်လို့ရှိရင် no နဲ့ပဲဖြစ်ရမှာမဖြစ်ဘူး no ဒါ no နဲ့လက်ခံရတယ် do you mind နဲ့လာလုံးဝပါပဲဆိုတော့ not at all ပေါ့နော် not at all ဆိုတာလုံးဝပါပဲဒါဆရာပြီအဖြစ်တာပေါ့ဖြစ်တာပေါ့ဆိုရင် sure sure သုံးလို့ရတယ် of course သုံးလို့ရတယ် actually သုံးလို့ရတယ်ဆရာတော့ actually သုံးပြမယ် actually ဖြစ်တာပေါ့ငါနည်းနည်းအေးနေတယ် i အေးတာပါလဲဆိုရင် cool ပေါ့ i have subject cool က adjective subject နဲ့ adjective တောင်မှအေးတော့အေးသည်ဖြစ်အောင်ပါလို့လဲကျွန်တော်ရဲ့နေရာလေးလာလေးရဲ့လမ်းလာဆိုတည်တယ်မတည်သေးဘူးဆိုလို့ရှင်လဲရှေ့ရ30စီးပြီးပြန်ဆလေးလိုက်တာအကုန်လုံးတည်လာလိမ့်မယ်အေးတော့အေးဒီဖြစ်ဖို့ရှိမှအမစ်စာလိုတယ်အဲ့တော့ဘာတော့လဲဆိုရင် i am ဘလို့အေးရလဲနည်းနည်းလေးဆိုတာ i am နဲ့ adjective ကြောင့် a bit လေးထပ်လိုက်မယ်ဒါနည်းနည်းလေးဆိုတာဒီလိုပြောတယ် i am a bit cool ်အဲနည်းနည်းလေးအေးနေတယ်ရမယ်နော်အဲတော့ no not at all ဆိုတာရတယ်မဟုတ်ဘူးလုံးဝပါတယ်ဖြစ်တာမဟုတ်ဆို sure ဆိုတာ sure ဆိုတာလက်ခံတာမဟုတ်ဘူးရိုးရိုးမေးခွန်းမှာ sure ဟာလက်ခံတာ do you mind မေးခွန်းမှာ sure ဟာလက်မခံတာမဟုတ်ဘူးစိတ်နှောက်ယှက်ဖြစ်လာဆိုရင်ဖြစ်တာပေါ့ဆိုပြီးတော့ပြန်ပြောတာဖြစ်သွားမယ်အဲတော့ do you mind ပါလားသတိထားမယ် do you mind လို့ပဲ would you mind ဆိုတာလည်းရှိသေးတယ်အတူတူပဲ would you mind နဲ့မင်းလည်းလက်ခံရင် no နဲ့ပဲလက်ခံရမယ်မင်းကဘောပင်ကိုခဏလေးသုံးလို့ရလား ဲငါသုံးနေရဆို can i use ဆိုပြီးသုံးတာဒါလူတိုင်းသိတယ်ဒါပေမဲ့ can ထပ်ပို့ပြီးရှင်းကြည့်တာတခုရှိတယ်အဲ့ပါလဲဆိုရင် could ပေါ့နော် may လည်းသုံးရတယ် could i use ငါသုံးလို့ရမှာဒီ could ဒီ can ရဲ့ verb အနေနဲ့ဆိုပေမဲ့ speaking မှာ could ဒီ can ထပ်ပို့ပြီးရော polite ရင်းကြည့်အောင် သုံးတဲ့နေရာမှာသုံးတဲ့စကားလေးမှတ်ထားမယ် could i use may ရဲ့ verb ဆိုတော့ uh your pen ပေါ့နော်ပြန်ပေါ်ပြီးခဏသုံးလို့ရမှာဆရာဒီနေ့အတန်နည်းနည်းလေးဝင်နေတဲ့ခါကျတော့အတန်သိပ်မကျဘူး nespia လေးကိုလည်းလေးချက်ပြီးတော့နားထောင်မယ်ပေါ့နော်ရလာပေါ့ဒီပါပါ င်ရတာပေါ့ဆိုတော့ sure ပတ်စံလေးပဲပြပြပစ္စည်းလေးပဲပြပြအင်္ဂလိပ်လိုလေးပြောချင်ရောဒီမှာပါခင်ဗျာဆိုတာမျိုးလေးပြောချင်ဘယ်လိုလေးပြောရလဲဆိုရင် here you are လို့ပြောမှတ်ထားနော် here you are ဒီမှာပါအားလေးမှတ်ထားအားစိတ်မကောင်းပါဘူးဒါဆိုရင် i'm sorry ပေါ့နော်ငါအခုပဲ၎င်းလိုအပ်နေလို့ပါဆိုရင် i အလိုအပ်တယ်ဆိုတော့ need ပေါ့နော် subject က i verb က need အစလိုက်ပဲလေ subject verb ပြီး object ဘာလို့လိုရလဲ၎င်းကိုဆိုတော့ it အခုပဲဆိုတော့ right now ပေါ့နော် သူပြောနေတဲ့အချိန်မှာဆိုတော့ right လေးကကြာနောင်းကိုပို့ပြီးတော့လေးနဲ့သွားတယ်နောင်းကအခု right နောင်းကကြာအခုပဲဒါပါဖြစ်လို့လဲဆိုလို့ရှင်၎င်းကဘာဖြစ်လို့လဲလိုဝဲလိုပါဆိုပြီးတော့ပြောဒါဆိုတော့ကငါလို့မရဘူးပေါ့နော်ဒါဆိုရင်အရင်ခြေဆုံးလည်းလက်ခံတယ်ပြီးအရင်ခြေဆုံးလည်းညှင်းတက်ပြီးပေါ့နော်ခဲအားလုံးပဲအင်္ဂလိပ်စာအုပ်နေရာပုံမှန်လေ့လာကြပါနေရာလို့လို့ရှင်မရနိုင်လဲဆိုတာဟာမရှိပါဘူး practice make perfect နေတိုင်းလေ့ကျင့်လို့ရှင်ပြီးပြည့်စုံခြင်းကိုဖြစ်လာစေပါတယ် ဲ့ဒီတော့အင်္ဂလိပ်စာမရအောင်မရအောင်လို့ထိုင်ကြီးနေမယ့်အစားလေ့စဉ်ပလန်ချပါဆရာဒီမှာနေတိုင်းသင်ပေးနေတဲ့ဗီဒီယိုတွေရှိပါတယ်နေတိုင်းပုံမှန်လေးလိုက်ကြည့်မယ်အဲဒါဆိုရင်လမ်းပြောင်းနေမှာမဟုတ်တော့ပါဘူးဆိုတော့အားလုံးပဲကြိုးစားကြပါဦးဆရာဒီကနေပြောလိုက်ပါတယ်ဖိုက်တယ်ပါ